thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့လုံရဲကြောင့်အာဆီယံတိုက်ခါပြိုလဲပျက်စီးသွားပြီလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံဖို့စီစဉ်လှုံ့ဆော်နေမှုအပေါ်အာဆီယံတိုက်ခါကစစ်ကောင်စီရဲ့အောက်မှာတစစီပြိုလဲသွားပြီလို့ Defense Myanmar Democracy ဖွဲ့ကပြောပါရယ်အာဆီယံရဲ့တိုက်ခါကစစ်ကောင်စီရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်းသူတော်လုံရဲများအောက်မှာတစစီပြိုလဲပျက်စီးနေပြီဖြစ်ကြောင်းမေလ22ရက်နေ့မှာ Defense Myanmar Democracy ကထုတ်ပြန်ပါရယ် Defend Myanmar Democracy ပြောခွင့်ရကိုနော်အောင်ကအာဆီယံရဲ့တိုက်ခါကစစ်ကောင်စီရဲ့အပြောတမျိုးအလုပ်တမျိုးကြောင်သူတော်လူရက်တွေအောက်မှာပဲတစစီပြိုလဲပြက်စီးနေပါပြီအစုလိုက်အပြုံလိုက်လူသက်ကျူးလွန်နေရာဆွဲကောင်တွေရဲ့မျက်နှာပေါ်မှာစိတ်ဆက်ညီနိုင်ဆိုတာမရှိပါဘူးအာဆီယံကမြန်မာပြည်သူတွေကိုသာထောက်ခံရမှာပါလူသက်သမားတွေကိုထောက်ခံရမှာမဟုတ်ဘူးလို့ပြောပါတယ်စစ်ကောင်စီကိုနိုင်ငံတကာကအကာအကွယ်ပြုနေတယ်မြည်သည့်ဒိတ်တဆိုင်တန်ခင်းတမန်ခင်းဒါမှမဟုတ်ကျောင်းဝင်စိတ်ဆက်ညီနိုင်ခြင်းကိုတော့ဝညင်းပေကြောင်းလဲဆိုပါတယ် စာသင်ကျောင်းတွေကိုပုံကျဲပြီးကလေးငယ်တွေကိုရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်နေသူတွေကိုတရားဝင်မှုမပေးနိုင်ပါဘူးလို့ကိုနောင်အောင်ကပြောပါတယ်။အာဆီယံရဲ့တိုက်ခါကကျွန်တော်တို့ရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင်းသူတော်လုပ်ရက်တွေအောက်မှာပဲတစစီပြိုလဲနေပါပြီလို့ပြောပါတယ်။မလေးရှားနိုင်ငံကဥက္ကဋ္ဌပြင်ဦးဆောင်ကျင်းပမဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံမှပြင်ဆင်နေစဉ်အာဆီယံအနေနဲ့ဆင်ရဆွေးကောင်းတွေနဲ့ဆက်ဆံရေးအားလုံးကိုရပ်တန့်ရမယ်လို့ဆိုပါတယ်။အာဆီယံအနေနဲ့အောင်မြင်မှုမရှိရင်အာဆီယံပုံသဘောတူညီမှု၅ချက်ကိုကျော်လွန်ပြီးမြမအရေးကိုမြမပြည်သူတွေက ဦးဆောင်နိုင်ရင်ဖြည့်ရှင်းဤတရက်ကိုထောက်ခံအားပေးဖို့လိုကြောင်းပြောပါရီဒါအပြင်စေအုပ်စုနဲ့စီစံညီနိုင်ဖို့တော်လိုင်းအင်အားစုတွေနဲ့အရက်ဖက်ဖွဲ့စည်းတွေပေါ်ဖိအားပေးနေမှုတွေကိုရပ်တန့်ပေးဖို့ Defend Myanmar Democracy ကတောင်းဆိုထားပါရီစေအုပ်စုနဲ့တွဲဆောင်ဆွေးနွေးမှုတိုင်းကသူတို့ကိုအင်အားပိုကောင်းလာဖို့အားစီကျူးနေတာပဲဖြစ်တယ်ငြိမ်းချမ်းရေးအတွက်မဟုတ်ဘူးအာဆီယံအနေနဲ့ဒါကိုတန်ခင်းတမန်ခင်းပြောပြီးဟန်ဆောင်နေတာတွေ့ရကိုရပ်ပါဒါကကြံရပါနေတာပါလို့ DMD ရဲ့ပြောရေးဆိုခွင့်ရှိသူကိုနော်အောင်ကပြောပါရီ2021ခုနှစ်စစ်အာဏာသိမ်းချိန်စပြီး အာဆီယံကမြန်မာစီအုပ်စုကိုစပွဲဝိုင်းမှာပါဝင်နိုင်ဖို့နေရာပြီးကမ်းလှမ်းခဲ့ခြင်းကပြည်သူတွေပေါ်ဘုံကျဲတက်ပြတ်နေမှုတွေကိုမျက်ကွယ်ပြုထားတယ်လို့ဖြစ်တယ်လို့ DMD အဖွဲ့ကဆိုပါတယ် စီယိုစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်ရခံလူအခွင့်အရေးနဲ့နိုင်ငံတကာဥပဒေကိုလုံးဝမတိမဲ့မြင်ပြုကြောင်း TMD ကဆက်လက်ပြောဆိုပါတယ်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်အနေနဲ့မြန်မာအကြက်တဲဖြည့်ရှင်ရမှာစီးကြက်ပြီးပြက်ပြက်သားသားဦးဆောင်မှုပြသဖို့လေအရက်ဖတ်အဖွဲ့စီ285ဖွဲ့ကမေလ22ရက်ကအိတ်ဖွင့်ပေးစာနဲ့တောင်းဆိုပါတယ်မေလ12ရက်နေ့အထည်နေနာပိုင်းစကိုင်းတိုင်းနဲ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်များဆရာမများအမျိုးသမီးများပါဝင်လူပေါင်းဒါဇင်နဲ့ကြီး တည်ဆုံးခဲ့ရသလိုရှာနေချီတဲ့ကလေးငယ်များလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးတင် AAPP ရဲ့စီရင်ရာ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမေလ22ရက်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီပြက်ကတ်တိုက်ခိုက်မှုကြောင့်လူပေါင်း90ဦးထပ်မံတည်ဆုံးခဲ့ရကြောင်းမနေ့ကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ရွှေကောက်ပွဲအတွက်နေမည်စိုးမိုးနိုင်ရင်စစ်ကောင်စီကအလေကြောင်းတိုက်ခိုက်မှုပိုလုံလာနိုင်ကြောင်း NUG သတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလမှာကျင်းပမယ်လို့ကြွေးကြော်ထားတဲ့စစ်ကောင်စီရဲ့ရွှေကောက်ပွဲအတွက်နေမည်စိုးမိုးမှုရရှိနိုင်ဖို့အလေကြောင်းတိုက်ခိုက်မှုပိုလုံလာနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသတိပေးပြောဆိုလိုက်ပါတယ်။ရွှေကောက်ပွဲမတိုင်မီမှာနေမည်စိုးမိုးမှုရရှိရင်အရက်သားပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုစစ်ကောင်စီကပိုလုံလာနိုင်တယ်လို့ NUG ပြောခွင့်ရကိုနေဖုံးလက်ကပြောပါတယ်။စစ်ကောင်စီရဲ့တရားမဝင်ရွှေကောက်ပွဲမတိုင်ခင်မှာပြည်သူလူထုကိုပြစ် ခတ်တပ်ဖြတ်တာတွေတိထက်ပေါ်လှုပ်ဆောင်လာပြီးဒါတွေကို PDF တွေလုတာပါတော်လိုင်းအင်အားစုတွေလုတာပါဆိုပြီးသတင်းမှားတွေကိုဖြန့်ချီတဲ့ကိစ္စတွေကိုစစ်ကောင်စီကအင်းနဲ့အားနဲ့လှုပ်လာနိုင်ခြေရှိတယ်လို့ကျွန်တော်တို့ကတော့သုံးသပ်တယ်လို့ပြောပါတယ်။ဒါကြောင့် NUG ကလေကြောင်းအန်ရဲ့ကာဝေးနဲ့ပတ်သက်ပြီးပြည်သူများကိုအသိပညာပေးလုပ်ငန်းများ PPCC လှုပ်ဆောင်နေကြောင်းကိုနေဖုံးလက်ကဆက်လက်ပြောဆိုပါတယ်။အဲဒီတော့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတတိမပြတ်နေထိုင်ဆောင်ရွက်ကြဖို့ NUG ဘက်ကလေကြောင်းတိုက်ခိုက်မှုပညာပေးတာဘုံခုကျင်းတူတာတွေလေကြောင်းကလာရင်အချက်ပြ ေးနိုင်တာစတဲ့လုပ်ငန်းစဉ်တွေကို PPCC လှုပ်ဆောင်နေရလို့ပြောပါတယ်။ တဖက်မှာလည်းစစ်ကောင်စီက၎င်းတို့ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်တိုက်ဆုံသွားတဲ့ဖြစ်စဉ်များကိုမဟုတ်မမှန်ကြောင်းစစ်တပ်လော်ဘီများငွေကြေးထောက်ပံ့ပေးပြီးတရင်တူတရင်မများဖြန့်ဝေခိုင်းနေကြောင်းဆိုပါတယ်။ဒါပေမဲ့ NUG ကစစ်ကောင်စီရဲ့တရင်တူတရင်မဖြန့်ဝေနေတဲ့စစ်ကောင်စီလော်ဘီတွေကိုစီရင်ပြုစုထားပြီးအရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားမယ်လို့ကိုနေဖုံလက်ကဆက်လက်ပြောဆိုပါတယ်။စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံသူတွေဒဏ်ရာရရှိသူတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီလော်ဘီတွေကတရင်အမာတွေဖြန့်ဝေနေတဲ့ဖုံးကွယ်ပေးနေတဲ့ဒါတွေကိုစီရင်မှတ်ထားပါတယ်။ ူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ဖို့အပိသွေးထိုးလုံဆောင်နေတဲ့ပုံကိုယ်တွေလော်ဘီတွေကိုထိုင်းတဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်နိုင်ဖို့မျက်မြင်သက်တည်စုဆောင်တာမြေပြင်မှာရှိတဲ့ဘုံအစနာတွေစုဆောင်တာစားတဲ့သက်တည်တွေကိုစနစ်တကျမှတ်တမ်းတင်ထားပါတယ်လို့ပြောပါတယ် အမျိုးသားညီညီရဲ့တပ်ဦးပြောခွင့်ရကိုခန့်တော်ကလည်းစစ်ကောင်စီရဲ့လော်ဘီများကိုအရေးယူနိုင်ဖို့နဲ့ဆင်ရဆွေမှုကျူးလွန်သူတွေကိုအမြင့်ပြတ်ချိန်မုံတိုက်ခိုက်ရေးကိုလက်ခံထားတယ်လို့ပြောပါရယ်ကျွန်တော်ကစစ်အာဏာရှင်အမြင့်ပြတ်ချိန်မုံရဲ့အတွက်တော်လန်တိုက်ပွဲနေတာဖြစ်တဲ့ကျွန်တော်တို့ပြည်သူညီညီရဲ့တပ်ဦးကနိုင်ငံရေးနီလန်းလက်နက်ကိုင်နီလန်းတွေနဲ့တိုက်ပွဲဝင်သွားမှာဖြစ်တဲ့စစ်တပ်လော်ဘီတွေဆိုတာစစ်တပ်ရဲ့ထောက်တိုင်တွေပဲအဲ့ဒီတော့ကျွန်တော်ကတော့အမြင့်ပြတ်ချိန်မုံရမယ် စစ်တပ်ကိုအလုတ်ကျွေးပြုနေသူတွေနဲ့ပြည်သူလူထုညှဉ်းပန်းနှိပ်စက်နေတဲ့ဆင်ရဆွေကျူးလွန်သူတွေကိုပြင်းပြင်းထန်ထန်အရင်ယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။မေလ၁၂ရက်နေ့အဲ့ဒီနေ့နောက်ပိုင်းစကိုင်းတိုင်းနဲ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်များဆရာမများအမျိုးသမီးများပါဝင်လူပေါင်းဒါဆင်နဲ့ကြီးတည်ဆုံးခဲ့ရလို့ရှာနေကြီးတဲ့ကလေးငယ်များလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း APPB ရဲ့စင်ရ2025ခုနှစ်စနေဝါရီလရက်နေ့မှာမေလ၂၁ရက်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီပြစ်ခတ်တိုက်ခိုက်မှုကြောင့်လူပေါင်း50ဦးထပ်မံတဲ့ ည်ဆုံးခဲ့ရကြောင်းမင်းကထုတ်ပြန်ထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့ဖားကန်လန်တိုက်ပွဲတံတားညီနောင်ဤပိတ်ဆို့တိုက်ခိုက်ခံရလို့စစ်ကောင်စီတပ်အထင်အရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်အတွင်းထူးဆစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုတံတားညီနောင်ကြီးရွာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်အထင်အရလျက်ရှိတယ်လို့ကချင်စီရေးသတင်းအရင်းမြစ်တအုပ်ကပြောပါရယ်။ စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူပေါင်းတပ်ကဖားကံမြို့နယ်အတွင်းပြန်လည်ထိန်းချုပ်စစ်ကူထားပို့နိုင်ဖို့အတွက်ထိုးစစ်ဆင်လာရာမေလ22ရက်မှာနန်းတိန်ကြီးရွာနီရောက်ရှိနေပြီးတွန်လိုင်းပူပေါင်းဖွဲ့နဲ့တိုက်ပွဲပြင်းထန်နေရလို့သတင်းအရမြစ်ကပြောပါရယ်တိုက်ပွဲပြင်းထန်နေတဲ့ရုံတောင်တနီယာမှာတော်လိုင်းပူပေါင်းဖွဲ့တွေမှာရှေးနောက်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီးလုံခင်ကန်စီကျေးရွာဘက်မှာစစ်ကောင်စီတပ်စစ်ကူများဖားကံလမ်းဘက်တက်လာကြောင်းမင်းကညမှာဖားကံပြူဟာကုန်းမှလက်နက်ကြီးပစ်ကူများနဲ့တောက်လျှောက်ဖိအားပေးနေတော်လဲတော်လိုင်းပူပေါင်းတပ်တွေကပိတ်ဆို့ ိုက်ခိုက်နေဆဲဖြစ်ကြောင်းသတင်းအရင်းမြစ်တွေကပြောပါရယ်တိုက်ပွဲဖြစ်နေတဲ့နေရာကိုမေလ19ရက်နေ့ညကဖားကန့်ပြူဟာကုန်းကနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်ခဲ့တယ်လို့မေလ21ရက်ညကလည်းလက်နက်ကြီး၃ချိန်ပစ်ခတ်ခဲ့ပါရယ်တိုက်ပွဲတွေကပြားအောင်နဲ့တိမ်တကြောမှဖြစ်နေတာအဲ့ဒီကနေရှေ့တိုးမလာနိုင်ဘူးဖားကန့်မှာတော့လက်ရှိအချိန်ထိပုံမှန်မှာပဲစည်းဆိုင်တွေကဆက်ဖွင့်ထားဆဲပါဒါပေမဲ့တတိအနီထားနဲ့နေနေကြရတာပေါ့လို့ဖားကန့်ဒေသခံသတင်းအရင်းမြစ်ကပြောပါရယ် နန်တင်းရွာကရခင်ကစစ်ကောင်စီထိန်းချုပ်ထားခဲ့တဲ့ကြေးရွာဖြစ်ပြီး2024နှစ်ကုန်ကကတိုက်ပွဲများအတွင်းကရရင်ကတိုက်ခိုက်သိမ်းယူခဲ့တဲ့ရွာဖြစ်ပါတယ်။စကားစရီအထိနာနေပြီးမဲ့ရှေ့ဆက်တိုးဖို့ကြိုးပမ်းနေတာဟုတ်တယ်။အတီခံပြီးတက်လာနေကြတာအကြီးကမွေးရည်စေဝါတုံးဆွဲထားပုံရတယ်လို့ကချင်စင်ရင်တင်းအရင်မြစ်ကပြောပါတယ်။လက်ရှိမှာစင်ရင်တင်းမာနေပြီးလုံခင်းလေပြင်းနဲ့ကန်စီဘက်မှစစ်ကောင်စီစစ်ကြောင်းများကိုဟန်တာပိတ်ဆို့ရှာဖွေနေနေနေစေဖြစ်ပြီးရခုရက်ပိုင်းဖားကန်လန်ပိုင်းမှာတိုက်ပွဲများပုံမှုပြင်းထန်လာနိုင်ကြောင်း၎င်းကတုံ့သက်ပြောဆိုပါတယ်။နန်တင်းနဲ့တရားညီနောင်ချင်း ီးရွာကြမှာစစ်ကောင်စီတပ်ကိုနှစ်ဖက်ညံပိတ်ဆို့တိုက်ခိုက်မှုအတွင်အထိနာနေပြီးရှေ့မတိုးနားမဆုတ်တာအခြေအနေများနဲ့ပိတ်မိလျက်ရှိတယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းတပ်ပေါင်းစုတွေဘက်မှလက်နက်ခဲယံများတင်းဆက်ရရှိထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကဖားကန်လန်တိုက်ပွဲအခြေအနေကိုမေလ21ရက်ကရှင်းပြထားရာစစ်ကောင်စီတပ်စစ်ကြောင်းကဖြည်းဖြည်းချင်းဖားကန်မြို့ပတ်နီးကပ်တဲ့နေရာကိုရောက်နေကြောင်းတရားညီနောင်နဲ့ရောက်ရှိနေပြီးခုခံတိုက်ပွဲများလည်းနေ့တိုင်းနေ့ပါဖြစ်ပွားလျက်ရှိကြောင်းပြောပြထားပါတယ်။ဖားကန်တိုက်ပွဲမှာစစ်ကောင်စီဘက်ကလည်းလေ ကြောင်းပုံကျဲတိုက်ခိုက်နေရလို့ပုံမှုကြီးနော်ဘူးကပြောကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။